နှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမှာပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှဝရေးကြီးကံဒီတအားကောင်းတယ်เนาะမထင်မဖဲနဲ့လေဝရေးကြီးတွေအရှုလိုက်ပုံလိုက်ထိုးလိုက်ဒဲလိုက်ဒီနေ့မှဝင်လာတတ်တယ်သူများပြဿနာကိုပြဿနာဖြစ်ပြီးတော့ကိုကသူများပြဿနာတွေမှာပဲလော်ကြစာညက်စုသူမျိုးတွေဒီနေ့အတွက်တတိကြเนาะရွှေမျိုးမိသားစုညီကိုမောင်မအတွက်လည်းဒီနေ့မှသူတို့အတွက်တွေကိုကိုကစိတ်တော်ကတွေစိတ်ညစ်ဆရာမျိုးတွေကြုံရတတ်တယ်အလုံးနဲ့ပတ်သက်ပြီး ီးသွားရင်လည်းစိတ်လီနေတာအလုံးမလုံးချင်တာလိုရမလို့မလိုရမလို့ထွက်ရမလို့မထွက်ရမလို့စိတ်ပင်ပန်းလူပင်ပန်းကြီးဖြစ်နေတတ်တယ်။ကျမ်းမာရဲ့အနေနဲ့လည်းခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချီးရင်းမှလည်းစိတ်အနှောက်ရှက်ဖြစ်เสียများနဲ့ကြုံတွေ့ရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှအဖြူရောင်နဲ့ အနက်ရောင်လေးဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိရဲ့အင်ရှိဖျားမှာကိမ့်မုတ်နှစ်ချက်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသာမိမိရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်တွင်ပါပါစေ။ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တန်ဟော်စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာမိတ်ဆွေအောင်မိတ်ဆွေကောင်းတွေဆရာကောင်းသမားကောင်းတွေရှီကနေပြီးတော့ပညာကောင်းတွေပညာဒူးတွေရတတ်တဲ့သင်တန်းတရတတ်တဲ့ရဝေးမှာရှိတဲ့နေရာကနေပြီးတော့လေသတင်းကောင်းချရတတ်တဲ့ဝေရေးကြီးတွေကတော့တနင်္လာသာသမီများအတွက်ဒီနေ့မှာ သုံးလေဝင်လေထွက်နေတဲ့သုံးလေဝင်လေဖြစ်နေတဲ့တဲအလုံးမှလည်းအဆဆအေရဒီနေ့မှအစဉ်ပြေအောင်မြင်နေတဲ့တဲကျမ်းမာရေးအနေနဲ့ခေါင်းမှုတဲ့ခေါင်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲအချီးအမှလည်းကြားလေသွေးလို့ဝေးနေရတဲ့တဲအချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှအပြာရောင်နဲ့စိမ်းရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိ အရှိဗျာမှာမုတ်ဖတ်ထုတ်ကလူပေးရမှာဖြစ်ပါလေရှင်။မြေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းမပါစေ။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အင်္ဂါသားသမီးများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်အင်္ဂါသားသမီးအတွက်ဒီနေ့မှာအလုံနှမျိုးနေရာနှမျိုးဝင်းဝေးနှမျိုးဘယ်ရာမဆိုကောင်းတာလေးနှစ်ခါလာမယ်ဆိုးတာလေးနှစ်ခါလာမယ်ဘယ်ရာမဆိုနှစ်ခါနှစ်ကြိမ်ခံစားရတတ်တယ်အပြိုင်အဆိုင်တွေကြားရနေပြီးတော့လေမိမိတို့ကအခွင့်ရေကောင်းတွေရရှိတတ်တယ်ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာအထူးသတိထားနော်အခြေအမှလည်းဒီနေ့မှာ ်ဝေးလေကောင်းလေဖြစ်နေတတ်တယ်အချိုးပေးတဲ့ကနန်းကတော့လေးနဲ့ခုံဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိပြားမှာဘစ်စကေကလူပေးရမှာဖြစ်ပါရဲ့ရှင်ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေက တတက်စင်အောင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာပေါ်စတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာအလုတ်ထဲမှာကိုကိုမနာလိုတဲ့သူတွေအတိုက်အခံလှုပ်ချင်တဲ့သူတွေကဒီနေ့မှာတားကြီးကိုမျက်နှာတက်တဲ့ငွေရေးချေးကလည်းဒီနေ့မှာမကောင်းသေးဘူးเนาะငွေရေးချေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကို အဲ့ဒါအထူးသတိထားပြီးဆောင်ရွက်နော်အစင်မပြေဖြစ်တတ်တဲ့တရစစ်ပစ္စည်းစပစ္စည်းတွေလည်းဒူးတဲ့ကြီးတဲ့စပစ္စည်းရင်ပစ္စည်းတရစစ်ပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဆိုသလိုထွက်တာပြက်တာပြုတ်ပြင်းပြင်ဆင်ရတာကြီးလည်းများတတ်တဲ့ကျမရဲ့အနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအေးမှလည်းပါရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့ နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှညညူရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာကြောက်ကြောကလူပြားမှာဖြစ်ပါတယ်ရှင်။ခဏရတာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုတ်ထဲမှာနမီကုံသတင်းတွေကြော်ကြမယ် အလုံးနဲ့ပတ်သက်ပြီးသွားရင်လေကံအခွင့်လန်းနေအဖက်ဖက်ကနေပြီးတော့ဒီနေ့အတွက်အလုံးနဲ့ပတ်သက်လို့ရှိအချိုးတူအချိုးမြတ်တွေခံစားရတတ်တဲ့အဆင်ပြေအောင်မြင်မယ်နော်စီးပွားရေးလူမှုရေးကိစ္စအလုံးလဲဒီနေ့မှအဆင်ပြေအောင်မြင်တတ်တယ်ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့လေမင်္ဂလာတည်တည်ငောင်းကြရတတ်တယ်အချိုးပေးတဲ့ကနန်းကတော့ငားနဲ့ ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရေဒီယာအနေနဲ့မိမိရဲ့အရှိဖျားမှာမွေးငါကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှမ်းမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟိုစတန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာစီးပွားရေးကိစ္စလူမှုရေးကိစ္စတွေအစအစအရရာအရှင်ပြေအောင်မြင်နေတတ်တဲ့ခြံစီသားသမီးအရာအလုံးနဲ့ဒီနေ့မှာအစအစရာအရှင်ပြေအောင်မြင်မယ်နော်ငွေရေးချေးကံလည်းဒီနေ့တအားကောင်းတယ်နော်အချီးအေးမှလည်းစမ်းနေတအားပွင့်နေတတ်တဲ့ကျမ်းမာရေးအနေနဲ့အယိုးနဲ့ပတ်သက်အချိုးနဲ့ပတ်သက်တဲ့ အာယုံကျောင်းနဲ့ပတ်သက်ပြီးသွားရင်ဆိတ်ရှုပ်ရတာဆင်းရဲရတာမျိုးတွေကြုံတွေ့ရတဲ့ဒီအကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာချက်သွေးရောင်နဲ့အနီရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိဖရားမှာသမင်းစီစံကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်စနေသားသမီးများအတွက် ဒီနေ့မှရွယ်ထားတဲ့စိတ်ကူးထားတဲ့လုပ်ငန်းတွေရှိတယ်။အဲ့ဒီအလုပ်တွေကိုလိုရမလို့မလိုရမလို့ဖြစ်နေတဲ့အတွက်အလုပ်တွေရရဲ့တနေ့လှုပ်ဆောင်မှအဆင်ပြေမို့ချအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။ချစ်သူစီကနေပြီးတော့လက်ဆောင်ရတဲ့တဲ့ကံအခွင့်အလမ်းတွေလည်းဒီနေ့အတွက်မှ အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမရဲ့အနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအရှိပြားမှာဖြော်ရည်ကက်လူပြားမှာဖြစ်ပါရှင်။